မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ21ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ PDF များကတင်ပိုက်ထားတဲ့စင်ကူးမြို့နယ်ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူနိုင်ရေးအတွက်ရေချောင်းကနေအင်အားဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာဇူလိုင်လ19ရက်နေ့မှာမန္တလေးကနေပြီးတော့ AR မြေချောင်းအတိုင်းကန်းထိုးရေရင်တစည်းတွဲတွန်းရေရင်နှစ်စည်းနဲ့တွဲတွန်းရေရင်အသေးတစည်းတို့ကိုတိုက်ခိုက်ရေးစပီဘုတ်များခြံရံပြီးတော့အထက်ကိုစံတက်လာတယ်လို့သိရပါတယ်။ည9နာရီဝန်းကျင်မှာ MI35 ကလုံခြုံရေးယူထားပေးပြီးတော့စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းတက်လျှောက်ကျေးရွာများကိုပစ်ခတ်ခဲ့ရာ ကာကွယ်တပ်ဖွဲ့ဝင်များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမြေပြင်သတင်းမှန်ပြန်ကြားရေးစင်ကူကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်တင်းမောတွေကရွှေဘုံနယ်မခောက်ဆယ်ပင်ကျွန်းထိပ်မှာညာကလေးကကတ်ထားတာဒီကနေ့အထိပဲကြောင်မြောင်းစစ်တပ်ကိုမခောက်ဘက်ကနေပြီးတော့ထောက်ပို့ချတယ်လို့ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ဇူလိုင်လ18ရက်နေ့ညကရွှေဘုံနယ်တောင်လတောင်ပေါ်ကိုစစ်ကောင်စီတပ်သားတွေထတ်တိုးပြီးတော့လုံခြုံရေးယူကြတယ်။တင်းမောတွေရောက်တော့စင်ကူးနယ်မြေကျောင်းတစ်လျှောက်ဝဲရာဘက်ကကြေးပါတွေကိုပစ်ခတ်မှုတွေလုပ်သွားတယ်။ MI35 ကအပေါ်ကပြန်ပြီးတော့လုံခြုံရေးယူတဲ့သဘောမျိုးနဲ့ပြန်ပေးနေတယ်လို့မြေပြင်သတင်းမှန်ပြန်ကြားရေးစင်ကူးကတာဝန်ရှိသူကပြောဆိုထားပါတယ်။စင်ကူးမျိုးနဲ့အတွင်းမှာရှိတဲ့တပ်စခန်းများအားလုံးကိုမန္တလေး PDF ကဇူလိုင်လ18ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့မန္တလေးအတိုင်းတွင်းမှာပထမဆုံးသိမ်းယူတဲ့မြို့အဖြစ်နဲ့သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်။စင်ကူးကိုပြန်သိမ်းဖို့တော့စစ်ကောင်စီကလုပ်နေတဲ့ရေချောင်းကနေအင်အားဖြည့်ဖို့စူးစမ်းနေတော့တွေ့ရပါတယ်။ ဘလို့အင်အားဖြစ်လာလဲဆိုတာကတော့စောင့်ကြည့်နေတော့မှပဲလို့မန္တလေး PDF ကပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောကြားထားပါတယ်။စင်ကူးမျိုးကိုအလွယ်တကူသိမ့်ပိုက်ရရှိထားခြင်းမဟုတ်တဲ့အတွက်အလွယ်တကူပြန်ဆွတ်လုံမှာမဟုတ်ပဲခုခံကာကွယ်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်မှုများကိုပြုလုပ်နေကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာစင်ကူးမျိုးကနေဆုတ်ခွာသွားပြီးတော့စင်ကူးမျိုးအနီးမှာရှိတဲ့ကြောင်မြောင်းခမရစက်နှင့်မခေါက်နဲ့မလားတို့မှာ ခံစစ်ပြင်ဆင်ထားကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ်ဇူလိုင်လ18ရက်နေ့ကနေဇူလိုင်လ20ရက်နေ့မနက်ပိုင်းအထိကိုစင်ကူးမြို့နယ်ကြီတောက်ပေါက်ကျေးရွာနဲ့ချောင်းကြီးကျေးရွာတို့ကိုစစ်ကောင်စီကနေရောညပါလေကြောင်းမှနေပြီးတော့ဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့တရုတ်ရဲ့တောင်းဆိုမှုအရာ MNDAA ကဇူလိုင်လ19ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရန် MNDAA ကညွှန်ကြားချက်တရက်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တရုတ်နိုင်ငံရဲ့ချက်ချင်းအပြစ်ခတ်ရစဲရေးတောင်းဆိုချက်နဲ့စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကိုတက်ကြွစွာတုံ့ပြန်ရအတော့ကိုကန့်တက်မတော် MNDAA ကဇူလိုင်လ16ရက်နေ့ကနေဇူလိုင်လ32ရက်နေ့အထိ လက်ရှိရောက်ရှိနေတဲ့နေရာများမှာဆက်လက်ပြီးတော့ခံစစ်ပြင်ဆင်ရန်မိမိဘက်ကစစ်ဆင်ခြင်းများကိုရပ်တန့်ရန်လေကြောင်းရန်ကာကွယ်ရေးအစီအမံများကိုစောင့်ရွက်ကြရန် MNDAA ကအောက်ခြေတပ်များကိုညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဇူလိုင်လ19ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရဲစဲရိတ်ကာလအတွင်းမှာစစ်ကောင်စီတပ်များရဲ့တိုက်ခိုက်မှုကိုခံရပါကခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်မှုများကိုတင့်တယ်လို့ပြုလုပ်နိုင်ကြောင်းညွှန်ကြားထားပါတယ်ဇူလိုင်လ19ရက်နေ့ကနေဇူလိုင်လ20ရက်နေ့အထိတိုက်ပွဲတွေကပြင်းထန်နေတော့မဲ့လာရှိုးမျိုးတွေအထိတောင်မှကိုကန့်တက်တွေကဝင်နေပါတယ်လို့လာရှိုးမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့ဒုံးတက်ရင်ကနေတစည်းကိုဒေါ်လာ3သိန်းနီးပါးတန်နဲ့ရုရှားထုတ်ထောက်လန်းရေး drone 6စီးကိုတင်စီရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် PNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကအမှတ်606ဒုံးတက်ရင်ကိုဇူလိုင်လ10ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဒုံးတက်ရင်ကိုတင်စီရမိခဲ့တဲ့အချိန်ကအခြားခင်မီစစ်လက်နက်ပစ္စည်းများနဲ့အတူရုရှားထုတ် Orlan 10E UAV ထောက်လှမ်းရေး drone တွေပါပါဝင်တယ်လို့ Tactical Raptor 2.0စာမျက်နှာကဖော်ပြထားပါတယ် TNL တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့သတင်းဓာတ်ပုံတွေကနေတဆင်သိသိရမိတဲ့လက်နက်တွေထဲမှာ Orland 10E UAV drone တွေလည်းပါဝင်နေဆိုတာ Tactical Raptor 2.0ကထောက်လန်းဖော်ပြခဲ့တာဖြစ်ပါတယ်။ Orland 10E drone ဟာရုရှားနိုင်ငံထုတ်စစ်သုံးထောက်လန်းရေး drone ဖြစ်ပြီးတော့ဒဇီးကိုဒေါ်လာ8000ကနေဒေါ်လာ3သိန်းပတ်ဝန်းကျင်တန်ဖိုးရှိတယ်လို့သိရပါတယ်။အခုသိမိတာက6စီးဆိုရင်ဒေါ်လာတန်တဝက်လောက်တန်ကြီးစစ်ကောင်စီဘက်ကဆုံးရှုံးသွားပြီလို့ပြောလို့ရပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းမှုမဖြစ်ခင်ရပိုင်းအလိုမှာရုရှားကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးစာကိန်းရှိကိုနေပြည်တော်ကိုလာရောက်ပြီးတော့လဲပတ်တဲ့ခရီးစဉ်အတွင်းမှာရုရှားကမြန်မာနိုင်ငံကို Orland 10E ထောက်လန်းရေး drone တွေနဲ့ radar ကိရိယာတွေကိုရောင်းချပေးဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ရုရှားရဲ့လေကြောင်းကာကွယ်ရေးယံကာကွယ်ရေးစနစ်တပ်ဆင်ထားတဲ့အဲ့ဒီ drone တွေနဲ့ radar ပစ္စည်းတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေအနီးမှာ လေရင်ပြက်ဒုံးစနစ်ကိုလည်းဖျောက်ချချထားနိုင်ကြောင်းဖော်ပြထားပါတယ်။ Allen 10E ကိုရုရှားစစ်တပ်မှ2010ခုနှစ်ကတည်းကစတင်အသုံးပြုခဲ့ပြီးတော့အမြင့်ပေ6000မီတာ3မိုင်ခွဲကျော်ကနေပြီးတော့ထောက်လန်းနိုင်ပြီးတော့တနာယီကိုမိုင်80နှုံးနဲ့78နာရီပြန်တန်းနိုင်တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံဟာရုရှားနိုင်ငံကနေကာကွယ်ပစ္စည်းတွေကိုတောက်လျှောက်ဝယ်ယူအားပေးနေတဲ့ဖောက်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါရယ်နှစ်ထောက်တစ်ခုနှစ်ကစပြီးတော့ MiG 29 Jet Fighter လေးရင်အစင်း30 1AK 130 Jet Fighter စက်နဲ့စင်း MI 24နဲ့ MI35P ရဟရင်ဆယ်စီးနဲ့ Pichora 2M လေးရင်ပြစ်ဒုံးကျည်စနစ်ရှစ်စင်းတော့ကိုဝယ်ယူထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းကြီးမျိုးနဲ့တင်ဘက်ရွာကစစ်သားတအုပ်ဟာ၎င်းရဲ့မိန်းမဖြစ်သူကိုနေအိမ်ကိုပြန်လည်ပို့ဆောင်နေတဲ့အချိန်မိုင်းနေမိပြီးတော့နှစ်ဦးစလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လိုက်လာ19ရက်နေ့မှာမင်းကြီးမျိုးနဲ့တင်ဘက်ရွာပြူစောတိစခန်းမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ဟာ၎င်းရဲ့ဇနီးဖြစ်သူကိုခေါ်ယူတွေ့ဆုံပြီးတဲ့နောက်တငယ်ချင်းဖြစ်သူစစ်သားတအုပ်နဲ့ပြူစောတိတို့ကိုပြန်လိုက်ပို့တဲ့အချိန်မှာဦးကြီးလမ်းမိုက်မှာမိုင်းနဲ့မိပြီးတော့စစ်သားတအုပ်ပေါင်ပြက်ကကျန်တဲ့နှစ်ဦးစလုံးဟာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီဦးကြီးလမ်းမိုက်ဟာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများအုံပြုတဲ့လမ်းမိုက်ဖြစ်ပြီးတော့တော်လိုက်တပ်ဖွဲ့များကစိုးမိုးမှုရယူရန်ကြိုးပမ်းနေတဲ့လမ်းမိုက်ဖြစ်တယ်လို့သိရပါဗါတယ်အခုမိုင်းထောင်ထားမှုဟာလည်း Students Revolutionary Force SRF တပ်ဖွဲ့ကထောင်ထားတဲ့မိုင်းဖြတ်ကြောင်းသိရပါတယ်စစ်သားနဲ့ဒူစောတီများအနေနဲ့စစ်ကောင်စီလက်အောက်ကနေရုံးထွက်ကြရန်နဲ့ထိမ့်ချုပ်နယ်မြေများကနေအမြန်ဆုံးစွန့်ခွာကြရန်ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ဗဟိုကော်မတီကထုတ်ပြန်ထားပြီးတော့မင်းငယ်မျိုးနယ်နေပြည်သူများအနေနဲ့လုံခြုံရေးအသည့်တရိနဲ့တွာလာနေထိုင်ကြရန် SRF အဖွဲ့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မျိုးပေါ်မှာရှိတဲ့ပြူစောတီခေါင်းဆောင်ထိန်လင်းကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ20ရက်နေ့မွန်လွယ်2နာရီခန့်မှာမြန်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်ပြူစောတီခေါင်းဆောင်ထိန်လင်းကိုမြိုင်းပကဖကရဲဘော်များကစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတီခေါင်းဆောင်ထိန်လင်းဟာလက်နဲ့ခြေထောက်တွေမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဆေးရုံအနီးမှာရှိတဲ့နေအိမ်တိုင်အိမ်မှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ ်မြန်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်ပြူစောတိများတရင်ပေးများကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့မြိုင်ပကဖကတာဝန်ခံတအူးကပြောဆိုထားပါတယ်။ဒါအပြင်သခိုင်းတိုင်းမုံရွာမျိုးနဲ့မုံရွာ၆ဦးလမ်းပိုင်းမှာကျင်းနေတင်အကြမ်းဖက်စစ်ကောင်စီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတအူးဒဏ်ရာရရှိခဲ့ပြီးတော့ကားထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ19ရက်နေ့မနက်7:23မိနစ်အချိန်မှာသခိုင်းဘက်ကနေမုံရွာဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနေတင်တွဲကား15စီးပါတဲ့ရင်တန်းတွေက9စီးမြောက်တွဲကားကို6ဦးမြင်းမှုလမ်းပိုင်းမှာအသင့်ပြင်ထားတဲ့ထန်းလုံးပိုင်းအကြီးနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းမှာဆွဲခဲ့တာကတော့စစ်ခွေးတအူးမိုင်းစာထိမှန်ပြီးဒဏ်ရာရတယ်။လက်မောင်းနဲ့တော်တော်နေဝင်သွားတယ်ပြောတယ်။ခေါင်းလဲထိသွားတယ်။အနီးနားကဂိတ်ထဲကိုဝင်ပြီးတော့စေးပတ်တီစီဘီပြန်ထွက်သွားကြတာ။အရင်နေ့တွေကတော့ကားပြက်စီထိခိုက်တာလို့ပဲစုံစမ်းလို့ရတယ်လို့ People's Defense Force South Mongolia တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒေါင်ကာယန်ကပြောကြားထားပါတယ်။အလားတူပဲဇူလိုင်လ16ရက်နေ့မနက်9:25မိနစ်အချိန်ကလည်းမုံရွာဘက်ကနေသခိုင်းဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနေတင်တွဲကား15စီးတဲ့က6စီးမြောက်လိုက်ပါလာတဲ့တွဲကားကို6ဦးမြင်းမှုလမ်းပိုင်းမှာပရေသာမိုင်း3လုံး2ပွတ်စုစုပေါင်း မိုင်း6လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇော်လိုက်လာ12ရက်နေ့ညနေ9:15မိနစ်အချိန်ကဝမ်ပေါင်ဘက်ကနေသကိုင်းဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ချင်းနီတင်တွဲက၄စီးပါရင်တန်းကိုမုံရွာ6ဦးလမ်းပိုင်းမှာထန်းလုံးပိုင်းအကြီးတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုမုံရွာခရိုင်အမှတ်ဆက်တပ်ရင်း People's Defense Force South မုံရွာ Youth Vigor Revolution Force Black Hunter People's Task Force ຫນွေဦးလူငယ် People's Defense Force တောသားတိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းမှု Local Defense Force Pentagram နဲ့မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုင်လ19ရက်နေ့မွန်လွယ်12နာရီကျော်ကမှတနင်္သာရီမြို့ဘိုးချုပ်ကျေးရုံတောင်ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းနဲ့ အဲ့ဒီနေ့မိုးလွယ်နှစ်နာရီ20မိနစ်ခန့်မှာတရားဂိတ်တို့ကိုတော်လိုက်တက်ဖွဲ့များကအာဇာနီနေ့အထိတ်အမှတ်ဖြစ်နေဝေရောက်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့အဆက်မပြတ်တနေကုန်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့ပြီးတော့အရေးအတွက်ကိုတော့အထိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။စစ်ကောင်စီဘက်ကထိခိုက်မှုအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေပါတယ်။လက်နက်တွေတင်းစီရမိတာတော့မရှိပါဘူးလို့တနေ့သားကြီးမျိုးနဲ့ပကဖအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတ တနင်္သာရီမြို့နယ်ပကဖဇုံ၄တောင်ပံအနီးအဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စီရဲအခြေအနေများအရာဒေသခံပြည်သူများခရီးသွားပြည်သူများအနေနဲ့တရီရှိစွာတွာလာနေထိုင်ပေးကြပါရန်နဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေ့ရှုပြီးတော့မြစ်တာရက်ခံတယ်လို့တနင်္သာရီမြို့နယ်ပကဖအဖွဲကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းကြီးမျိုးနဲ့တုမရကြီးရွာကပြည်သူ6ဦးကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့9ဦးတေဆုံးကပြည်သူ2ဦးကိုကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇူလိုင်လ16ရက်နေ့ညပိုင်းကမင်းကြီးမျိုးနဲ့တုမရကြီးရွာကအသက်50နှစ်အရွယ်ဦးဝင်းစွေအသက်60နှစ်အရွယ်ဦးတင်ဝင်းအသက်39နှစ်အရွယ်ကိုတူးနိုင်အသက်38နှစ်အရွယ်ကိုချစ်ကို အသက်38နှစ်အရွယ်မလှလေးနွယ်နဲ့မမျိုးမျိုးဝင်းတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးပြီးတော့လေကွင်းပြင်မှာဓားနဲ့ထိုးပြီးလယ်လီတပ်ဖြတ်ခဲ့ကြတယ်လို့သိရပါဗါးအဲ့ဒီတပ်ဖြတ်ခံရတဲ့သူတွေတဲကအသက်39နှစ်အရွယ်ကိုတူးနိုင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပေဆုံးပြီးအထင်နဲ့ထားခဲ့တဲ့အချိန်မှာ Students Revolutionary Force SRF တပ်ဖွဲ့ကကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကလူတွေရောဘေးနားကအင်ဂျင်တောင်မင်းရွာကြေးတောင်ဦးတို့ကပြူစောတိတွေလည်းပါတယ်။အစကတော့စစ်ကြောင်းနဲ့ဝင်ဖို့လှုပ်ပြီးတော့စစ်ကြောင်းနဲ့မဝင်ဘဲနဲ့ရွာကိုဒီတိုင်းဝင်လာပြီးတော့လှုပ်သွားတဲ့ပုံစံမျိုးပါ။သူတို့လောက်သွားတဲ့ပုံစံမျိုးကကျွန်တော်တို့ចောင်းသားအဖွဲ့ကနေပြည်သူလူထုကိုဒီလိုမျိုးမျက်နှာဖုံးနေစွတ်ပြီးတော့လောက်သွားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လောက်သွားတာ6ယောက်ကိုတတ်သွားတာတယောက်ကတော့ပြန်ပြီးအသက်ရှင်တာပေါ့နားတွေနဲ့လှီးထားတဲ့လူနာတွေကိုစေးရုံရောက်တဲ့အထိကျွန်တော်တို့တွေကယ်ဆယ်ကုသပေးခဲ့တာပေါ့ သူ့ရဲ့အမျိုးသမီးကတော့အဲ့ဒီနေရာမှာတည်းပွဲချင်းပြီးအသက်ခံလိုက်ရတယ်။တယောက်ကတော့ဆေးရုံမှာသေးတယ်။ကျန်တဲ့၄ယောက်ကတော့လေကွင်းပြင်ထဲမှာပဲသေသွားတာ။အဓိကကတော့ကျွန်တော်တို့ចောင်းသားအဖွဲ့ကိုပြည်သူလူထုကယုံကြည်မှုညော့နေသွားအောင်လုပ်တဲ့သဘောမျိုးပါ။ကျွန်တော်တို့အဖွဲ့ကနေလုတ်တယ်ဆိုတဲ့ပုံစံမျိုးမျက်နှာဖုံးနေဆွပြီးလုတ်သွားတာပါလို့ Students Revolutionary Force SRF ကတရင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Bravo ကပြောဆိုထားပါတယ်အဲ့ဒီတူမေယာဂျေးပါဟာတော်လိုင်းတပ်ဖွဲ့များရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေပဲအကြမ်းဖက်စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့ အတွင်းပိုင်းကြရဲကြေးရွာတွေဖြစ်တယ်လို့သိရပါဗါးအသက်ရှင်ရရနဲ့ပြန်လဲလွတ်မြောက်လာတဲ့သူကိုတူးနိုင်ရဲ့ပြောကြားချက်အရ၎င်းရဲ့ဇနီးပြည့်သူမလှလေးနွယ်အသက်38နှစ်အပဝင်ကျန်တဲ့လူများကိုမျက်စိရှိမှတင်ဓာတ်နဲ့လှိဖြတ်ပြီးတော့လူမဆန်စွာတတ်ဖြတ်ခဲ့တယ်လို့သိရပါဗါးအခုလို့တတ်ဖြတ်ပြီးတဲ့နောက်မှာဓပ်ပုံမှတ်တမ်းများကိုရိုက်ယူကတော်လန်ရေးဘတ်ချန်းကဝင်ရောက်တတ်ဖြတ်ခဲ့တယ်လို့သတင်းဖြန့်ရန်တပ်ဖြတ်ရာမှာပါဝင်ခဲ့သူများကြံရပါများကိုမှားချားနေတာကိုကြားခဲ့ရတယ်လို့အသက်ရှင်ကြံရည်သူကိုတူးနိုင်ကပြန်လည်ပြောပြခဲ့ကြောင်း Students Revolutionary Force SRF ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Bravo ကရှင်းပြထားကြောင်းတရင်အရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ